ဝယ်ခြင်းတဲ့လူကလည်းရှိတယ်ရောင်းခြင်းတဲ့လူလည်းရှိတယ်ဆောက်ခြင်းတဲ့လူလည်းရှိတယ်အဲ့ဒီထဲမှာအိမ်ရောင်းခြင်းနေတော့မိတ်ဆွေများအိမ်ရောင်းတဲ့အထဲမှာမှတချို့အိမ်တွေလည်းလိုလိုကူကူရှော့ကနေထွက်သွားတာပေါ့ဗျာတချို့အိမ်ကခေါင်းမာတယ်ခေါ်တယ်အိမ်ကရောင်းလို့ကိုမထွက်တာလက်တယ်လက်တယ်ဖြစ်နေတာဟိုလူကလာမေးလိုက်ကြည်သွားလိုက်နော်ငါအဆင်မပြေလိုက်ဈေးစကားတွေပြောလိုက်ကြအဆင်မပြေလိုက်ကြအဲ့ဒါမျိုးရောင်းဝခက်နေတဲ့အိမ်များရှိနေတော့ ိမ်ရှိကိုဖြတ်လာတဲ့ကိုအတိမိတ်စီဆွေမျိုးသားချင်းတွေဘာတွေခလေးတွေလူကြီးတွေရှိမှာပေါ့ဗျအတိရနေစဲအဲ့အိမ်မှာချိတ်ထားတဲ့အုံနုခွာဆွဲထုတ်လေးကိုဖြုတ်ပြီးတော့အေးဘသူကြီးရောက်ဒီမှာငါအုံနုခွာဆွဲလေးရောက်အဲ့ဒါလက်ဆောင်နော်ဒါနာပြုတာရောက်ရောက်စားကြဟဲ့ပြောပါပါ အနေနဲ့ရကရွှေစကားငွေစကားမိတ်ဆွေပြိဿအားလုံးကိုစိတ်နှပြချမ်းမာတည်တဲ့ချမ်းမာအောင်ချမ်းသာတည်တဲ့ချမ်းသာအောင်စွမ်းဆောင်လုပ်မှုနဲ့ကြပါစေ။ကံညာဝရိယ၃ချက်လုံးအားကောင်းအောင်လဲကြိုးပမ်းတော်မူနိုင်ကြပါစေလို့လိုက်လိုက်လဲလဲမြတ်တာပို့တာနှုတ်ခွန်းဆက်သားလိုက်ပါရခင်ဗျာ။2025ခုဒီဇင်ဘာလတလတာရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်ခင်ဗျာ။ရှေးဥစွာနေသားအလိုက်မဟုတ်ခင်ပါလေ။ကျွန်တော်မိတ်ဆွေ9ရက်သားသမီးအားလုံးဘယ်သူမှမဆို့ အရေးကြုံရင်ကြုံသလိုအလွယ်တကူအသုံးချလို့ရနိုင်မဲ့ဂမ်ဘီရာလက်ဆောင်လေးတစ်ခုလက်ဆောင်ပါလိုက်ချင်ပါတယ်ဒီတစ်ခေါက်လက်ဆောင်ပါချင်တာကကျွန်တော်တို့အိမ်ဝယ်ခြင်းတဲ့လူကလည်းရှိတယ်ရောင်းခြင်းတဲ့လူလည်းရှိတယ်စောက်ခြင်းတဲ့လူလည်းရှိတယ်အဲ့ဒီထဲမှာအိမ်ရောင်းခြင်းနေတော့မိတ်ဆွေများအိမ်ရောင်းတဲ့အထဲမှာမှတချို့အိမ်တွေလည်းလွယ်လွယ်ကူကူရှော့ခနဲ့ထွက်သွားတာပေါ့ဗျာတချို့အိမ်ကခေါင်းမာတယ်ခေါ်တယ်အိမ်ကရောင်းလို့ကိုမထွက်တာလက်တယ်လက်တယ်ဖြစ်နေတာဟိုလူကလာမေးလိုက်ကြည်သွားလိုက်နော် ငါအဆင်မပြေလိုက်ဈေးစကားတွေပြောလိုက်ကြအဆင်မပြေလိုက်ကြအဲ့ဒါမျိုးရောင်းဝခက်နေတဲ့အိမ်များရှိနေရင်ကဲအိမ်ရောင်းထွက်စေမယ့်နည်းတွေကတော့အများကြီးပေါ့ဗျာအများကြီးအများကြီးရှိတာပေါ့နော်ကဲခုပြောချင်တာကဒီလိုလုပ်အောင်စနေမနေ့မှာတခါတနင်္ဂနွေမနေ့ပိုင်းကိုတခါမနေ့ပိုင်းဆိုရင်ပြီးတာပါပဲအဆင်ပြေတဲ့အချိန်လေးပေါ့ကိုအိမ်ကမြတ်စွာဘုရားမှာအုံနုခေါက်ဆွဲကတ်လှူပြီးတော့အသေးစိတ်ဆိုတော့မှာဘယ်မျိုးနဲ့ဘယ်ရွက်ဘယ်လန်းအိမ်မှာ ဂျာမဘလောက်ပေါ့နော်အဲ့ဒါကိုကာလာပေါက်ဈေးပေါ့ကာလာပေါက်ဈေးလည်းဖြစ်ရမှာပေါ့ဘယ်ဈေးပဲဈေးနဲ့ဘလို့ဘလို့ရောင်းထွက်ပါသေးဘာဝယ်မဲ့လူကလည်းငွေတို့ကြီးပိုက်ပြီးတော့သူလိုချင်တဲ့အိမ်ရလို့မလို့ပြောပါပါလာဝယ်ကြတယ်ပေါ့နော်စိတ်တိုင်းနေကြကိုကလည်းရောင်းနေတာရောင်းရလို့မလို့ပြောလို့နော်အဲ့ဒါလိုမျိုးအာယုံပြုတ်ပြီးတော့အသေးသေးဆူတောင်းပါနော်လိမ့်စာတွေပါနေနဲ့တန်ဖိုးတွေနဲ့အတိအကျဆူတောင်းနော်အဲ့ဒါမှလည်းကျွန်တော်ရေရာကဟေးအိမ်ကိုဘလို့ရောင်းထွက်ပေးရမယ်ဆိုတာသိမှာနှမလို့ဆိုလို့ချင်းအိမ်ရောင်းပါသေးဆိုလို့ချင်းတော့ကြာဘူးဘက်က ခေါင်းရရပွားကြီးရဲ့အိမ်ကြီးရောက်ထွက်သွားအောင်မယ်နော်အဲ့ဒါအဲ့တော့တေချာဆူတောင်းဖေရမှာလှူမယ် now မိမိအိမ်သားတွေကလည်းအနည်းဆုံးတယောက်ပဲဖြစ်ဖြစ်တအိမ်လုံးပဲဖြစ်ဖြစ်လည်းအုံလို့ခေါက်ဆွဲစားမယ်ဖေရမှာလည်းတပွဲလှူတာတယ်နော်မိသားစုတွေလည်းစားကြစားရင်လည်းအဲ့လိုဆူတောင်း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 စားရင်လည်းဆူတောင်းပေါ့အဲ့ဒါလေးကိုစနေမနေ့မှတစ်ခါလှုပ်ပါတနင်္ဂနွေမနေ့မှတစ်ခါလှုပ်ပါဗျနော်နောက်တစ်ခုကထပ်ပြီးလှုပ်နိုင်သေးရင်တို့လှုပ်အုံလို့ခေါက်ဆွဲလေဆိုင်မှာ ဝယ်ရဆိုပါတော့ဗျာပါစဲအထုပ်လေးတွေအနည်းဆုံးတစ်ထုပ်ပေါ့ရောင်းညင်တဲ့အရင်တကားမှာချိတ်တကားတနေရာမှာချိတ်ချိတ်ပြီးတော့ဆူတောင်းဆူတောင်းပြီးတော့အိမ်ရှိကိုဖြတ်လာတဲ့ကိုအတိမိတ်စီဆွေမျိုးသားချင်းတွေဘာတွေခလေးတွေလူကြီးတွေရှိမှာပေါ့ဗျာအတိရနေစဲအဲ့အိမ်မှာချိတ်ထားတဲ့အုံလုံးကွာဆွဲထုပ်လေးကိုဖြုတ်ပြီးတော့အေးဘသူကြီးရောက်ဒီမှာငါအုံလုံးကွာဆွဲလေးရောက်အရလက်ဆောင်နော်ဒါနာပြုလိုက်ရောက်ရောက်စားကြဟဲ့ပြောပါပါစတဲ့ပြန်အဲ့လိုလက်ဆောင်ပေးလိုက်ပါဒါနာပြုလိုက်ပါလှူလိုက်ပါနော် အဲ့ဒါလေးကတော့အနည်းဆုံးတထုပ်ငါးငါးတို့တန်းထိုင်လဲငါးတို့ဆယ်တို့တန်းထိုင်လဲဆယ်တို့ပေါ့အထုပ်50တန်းထိုင်လဲအထုပ်50ပေါ့နော်အဲရောင်းညင်းတဲ့အိမ်ရဲ့တကားမှာချိတ်တာဆူတောင်းဖြတ်သွားတဲ့အသည့်မိတ်ဆွေပါညာကိုအဲ့ဒါဒါနပြုလိုက်ပါကဲအဲ့တော့အိမ်ရောက်ထွက်တဲ့နီးဒီအမျိုးမျိုးရှိပါတယ်ကျန်တဲ့နီးဒီလဲကိုလဲလမ်းမိမိတို့အဆင်ပြေတို့လို့ပေါ့နော်ခုဒီနီးလေးကိုလဲဆောင်ရွက်ပြီးတော့ရောင်းရခက်နေပါတယ်ဆိုတော့အိမ်များအဆောက်အဦများကဲအံ့ဩစရာကောင်းလောက်အောင်အမြန်ဆုံးရောင်းထွက်သွားနိုင်ကြပါစေခင်ဗျာ ဆက်လက်ပြီးတော့ယရနာအထုပ်တွေနဲ့မြူးမဲ့မဟာဗုဒ္ဓတို့လည်းဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓသားသမီးတွေဒီလိုကိန်းုံဟောရတာတော့အားရစရာပဲအောင်မြင်ခြင်းတကားတွေဟာကိုယ့်ရှေ့မှာပွင့်လူပွင့်ငင်ကလေးကိုယ့်အစိမ်ခေါ်နေပြီးကိုယ့်ကိုလက်ရခေါ်နေပြီးအောင်မြင်ခြင်းနေရကိုကတော့အရောက်ချစ်တဲ့ရမှာပေါ့နော်အဲ့တော့ငွေအားလူအားအကြံညာတွေသုံးပြီးစူးစမ်းမယ်ချင်းဖြစ်ပါတယ်နည်းနည်းလေးတော့ပင်ပန်းလိမ့်မယ်နည်းနည်းလေးတော့ပိုစူးစမ်းလိမ့်မယ်နည်းနည်းလေးတော့ပိုပြီးအားထုတ်ရလိမ့်မယ်သို့တော့စူးစမ်းအကျိုးပင်ပန်းအကျိုးအားထုတ်ရအကျိုးတွေနဲ့မယ်ချင်းဖြစ်ပါတော့ကြောင့်ဗုဒ္ဓသားသမီးများတို့ရေး ကိုဘာတွေဖြစ်ချင်လဲဘာတွေရွယ်ထားတယ်ဘာတွေလောက်ချင်လဲလက်ရှိလုပ်ငန်းတွေကိုတိုးမလားချက်မလားအရှိန်မြင့်မလားနောက်ထပ်လုပ်ငန်းတွေအစီအစဉ်အစ်တွေစမလားခရီးသွားပြီးလောက်ရတဲ့အလုပ်တွေအဝင်းပြည်ပနဲ့ဆက်နွယ်ချိတ်ဆက်လုပ်ငန်းတွေလုပ်ငန်းမျိုးတွေလုပ်မလားအလွန်ကောင်းတယ်အပြိုင်းဆိုင်အချိန်နဲ့ကိစ္စတွေမှာလဲစ조사ပြီးတော့ကိုကအောင်မြင်သွားတတ်တယ်အလုပ်ပြိုင်လျှောက်မလားနော်စသဖြင့်ပေါ့အပြိုင်းဆိုင်ကိစ္စတွေမှာအောင်မြင်တတ်တယ်အဒီအနန်တို့ရေတွက်ကုန်တက်တန်တွတ်တဲ့အဖျော်ရမကရေနဲ့ပတ်သက်သောလုပ်ငန်းတွေရေချောင်းခရီးနဲ့ပတ်သက်သော အဝေးပြည်ပနဲ့ပတ်သက်သောလုပ်ငန်းမျိုးတွေပို့ပြီးအချိန်မြင့်နေပါတယ်။နည်းနည်းလေးတော့ပုံပင်ပန်းမယ်။ပင်ပန်းအကျိုးနှမ်းမဲ့အချိန်ဖြစ်ပါတော့ကြောင့်ဘိုလ်လူသားသမီးတို့ရေကဲအစွမ်းအစအရေးချင်းပြပြီးတော့အောင်မြင်မှုတရဘူးဆောင်းနိုင်မှုကြိုးစားကြပါစို့။ဘိုလ်လူသားသမီးတွေကဒီလိုကိန်းမျိုးမှာကံရင်အပံမိုးရဖို့ဆိုရင်အရေးကြောင်းကိစ္စကြီးငယ်ရှိတဲ့နေ့မျိုးတွေမှာအပြာရောင်မှုပန်းရောင်မှုများများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါ။ရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကို တည့်ရက်ဂိုင်းလေးတကိုင်းဒါမှမဟုတ်လေတည့်ရက်ယူအထုပ်လေးတထုပ်နဲ့ရိုက်ပုတ်ပြီးတော့ဆူတောင်းရောင်းညင်းတဲ့ပစ္စည်းတွေဟာအိမ်ရောင်းခြံရောင်းကားရောင်းလည်းရတယ်ဆိုင်ခင်းပြီးရောင်းတဲ့ပစ္စည်းလည်းရတယ်နောက်အလုပ်ယုံစက်ယုံဆက်မှုလည်းမှုလုပ်ငန်းသုံးပစ္စည်းတွေအလုပ်လုပ်တဲ့ကားတွေရင်းနေဆိုင်ကလေးအဲအဲ့ဒါလေးလိုက်တည့်ရက်ယူအထုပ်လေးဒါမှမဟုတ်တည့်ရက်ဂိုင်းလေးနဲ့ဟိုခောက်ရိုက်ပြီးတော့ဆူတောင်းဘာနဲ့ချေရမို့တရားတိုင်းခောက်အားတိုင်းခောက်ပြင်းတိုင်းခောက်စိတ်ညစ်လဲခောက်ပျော်လဲခောက်နေနော်ဒီလိုကာလာမျိုးမှာကို့အတွက်ကံကောင်းလက်ရှင်စီမဲ့နံပါတ်တွေကတဲ့တွေက ဒီနံပါတ်ဂျာနံပါတ်ကားနံပါတ်တွေရွေးမယ်အယောင်ဝယ်ဈေးစကားတွေတတ်မှတ်မယ်အချိန်ချက်နေ့ရက်တွေရွေးမယ်ဆိုရင်လေးကနန်း၆ကနန်းတွေဟာကို့အတွက်ကံကောင်းတာရှင်ကြည်ပါလိမ့်မယ်ခင်ဗျာဒီဗုဒ္ဓသာသမီတွေကအရေးအကြောင်းကြီးငယ်ရှိတဲ့နေမျိုးပေါ့ဟာဒီနေ့အရေးကြီးကိစ္စရှိတယ်ဟေးဆိုတဲ့နေမျိုးကြတယ်ကို့အမေလိုအမလိုအတော်လိုအဖွားလိုဆရာမလိုအဲ့လိုအမျိုးသမီးကြီးတွေကိုတစ်တီးတစ်မျိုးမျိုးအစီအမေတင်တော်တဲ့တစ်တီးပေါ့နော်တစ်မျိုးမျိုးပဲဖြစ်ဖြစ်ဗန်းမျိုးပဲဖြစ်ဖြစ်ပေါ့ ပစ်သီးဆိုတဲ့အရာလှူဒါန်းတဲ့ကုသိုလ်လေးပြုပြီးတော့ကံရဲ့အပံပိုးရရှိနိုင်ကြပါသည်ခင်ဗျာမိတ်ဆွေအားလုံးလည်းပဲကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ကျူပန်းအောင်နိုင်ကြပါသည်